ဖေကိုလည်းခေါ်သွားတယ်။တားနှစ်ယောက်ကိုလည်းခေါ်သွားတားနှစ်ယောက်ကနှစ်နှစ်နှစ်ပြည့်တော့မကြည့်ပါဘူးကျမသမီးလေးတွေ။ကြည့်ကြည့်ဦးမခလေး၃ယောက်နဲ့ဟုတ်ဟုတ်တလုံးចောင်းသားလေးတွေ။อืมဒီចောင်းသားလေးတွေနဲ့ကျမဘယ်လိုလုပ်စားမလဲ။အဲ့ဒါအခုဖေကမှတ်ပုံနေလဲဖို့ဆိုပြီးတော့၆ကိုသွားလိုက်တာ။မှတ်ပုံနေရုံအဝါလေးမှတ်တယ်တန်းဆွဲကပေါ်နေအတင်းဆွဲဆာကဲကြည့်ဦးညီမလိုက်သွားတယ်ညီမကိုတန်းတ်တွေနဲ့ထုမယ်ထောက်မယ်တကယ်ကဲနဲ့တားတွေနဲ့ဖေးနဲ့တွဲရိုက်ထားတဲ့စစ်တပ်ပုံတွေပြလဲမရဘူး အိမ်အောင်စူးစရာတွေပြလည်းမရဘူးခြေတလုံးဖက်လည်းမရဘူးတက်မရိုက်မယ်တကယ်ကနေအတင်းမောင်းလို့တယ်ဆွဲအတင်းတွန်းလို့တယ်ဟုတ်ကဲ့ကျွန်တော်မိဘညီကုံမောင်နှမများအားလုံးပဲတော်လန်ညချမ်းသာပါဒါကျွန်တော်ဒီကနေ့နိုဝင်ဘာလ9ရက်နေ့အတွက်ညပိုင်းတည်ရတဲ့မြေပြင်စစ်သတင်းကောင်းလေးတွေနဲ့ဒီနောက်မှာဒါကျွန်တော်ထုံးစံတမ်းပဲဗီဒီယိုလေးတစ်ပုဒ်နှစ်ပုဒ်သွားပြီးတော့ကြည့်လိုက်အောင်ညာ ကဲတော့ပထမဆုံးဒါကြောင့်မန္တလေးတိုင်းဘက်ကတည်င်းကောင်းလေးနဲ့စမယ်ဆိုရင်မန္တလေးတိုင်းတောင်တာမြို့နယ်တမိုက်တာကြီးရွာမှာတက်ဆွေထားတဲ့အကြံပတ်စစ်ခွေတက်စကန်ကိုဝင်ရောက်တိုက်ခိုက်ခဲ့ရမှာစစ်ခွေ၅កောင်တိဆုံးခဲ့ပါတယ်ဆိုတဲ့တည်င်းကောင်းလေးကတော့ဒါပြီးခဲ့တဲ့နိုဝင်ဘာလ9ရက်နေ့မနက်9:30မိနစ်ခန့်အချိန်တောင်တာမြို့နယ်မြင်းကြံပကံညောင်းလမ်းမပေးတမိုက်တာကြီးရွာမှာအမျိုးသမီးပြူစောတိမြအပါဝင်အင်အား60ခန့်ပြည့်ယာယီဝင်ရောက်တက်ဆွဲနေထိုင်နေတဲ့စစ်ကြောင်ကိုတော်လိုင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ရမှာ အပြန်အလှန်ပြစ်ခတ်တိုက်ပွဲတနိုင်ခွဲခန့်ကြာမြင့်ခဲ့ပြီးအဲ့ဒီတိုက်ခတ်မှုအတွင်အကြံပတ်စစ်ခွေး9កောင်တေဆုံးခဲ့ကငါကောင်အပြင်းထန်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးဆေယုံတို့ပို့ဆောင်လိုက်ရကြောင်းသိရပါဗျ။ဒါအဆိုပါတိုက်ခိုက်မှုကိုတော့မြင်းကြံခရိုင်အမှတ်3တပ်ရင်းမှတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးဒါကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးဘော်တွေအနေနဲ့ကတော့အထိခိုက်မရှိဘဲပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းနဲ့ဒီအကြံပတ်စစ်ခွေးများတေဆုံးနေသည်ကိုမျက်မြင်တွေ့ရှိခဲ့ရပေမယ့်မြေပြင်အနေထားရလက်နက်ကောက်ယူနိုင်ခြင်းမရှိခဲ့ကြောင်းထုတ်ပြန်ထားပါတယ်ဆိုတော့ ပထမဆုံးဒါကြောင့်မန္တလေးတိုင်းဘက်ကသတင်းကောင်းလေးပဲဖြစ်ပါတယ်။ကဲတော့ဆက်ပြီးတော့ဒီစကိုင်းတိုင်းဘက်မှာဆိုရင်စကိုင်းတိုင်းဝက်လက်မြို့နယ်အတွင်းစစ်ကြောင်းထိုးမီးစို့နေတဲ့အကြမ်းဖက်စစ်ခွေတပ်ကိုဂျာပြတ်တိုက်ခိုက်ခဲ့ရမှာအကြမ်းဖက်စစ်ခွေ၁၉ကောင်တေဆုံးခဲ့ပြီးအလောင်းများတင်စီရမိခဲ့ပါတယ်ဆိုတဲ့သတင်းကောင်းလေးကတော့ဒါပြီးခဲ့တဲ့နိုဝင်ဘာလ6ရက်နေ့မှာဝက်လက်မြို့နယ်ရွာသားကြီးရွာမထွက်လာတဲ့အင်အား၁၁၀ခန့်မှာအကြမ်းဖက်စစ်ခွေစစ်ကြောင်းကရွာစဉ်ပတ်ပြီးမီးစို့ကဝက်လက်မြို့နယ်အတွင်းမှာစီးတဲ့အထိုင်စခန်းကိုတွားရောက်စဉ် ော်လိုင်းတက်ဖွဲ့တွေကကြားပြတက်ခိုက်ခဲ့ကြောင်းသိရပါဗျ။ဒါအဲ့ဒီတက်ခိုက်မှုအတွင်အကြံပတ်စစ်ခွေတက်ပေါ်မှစစ်ခွေ၁၆ကောင်တေဆုံးခဲ့ပြီးစစ်ကြောင်တစ်ခုလုံးတက်ပြက်ကဝက်လက်မျိုးနဲ့အတွင်းမှာစီးတဲ့စစ်တပ်ထိုင်စခန်းသို့ဆုတ်ပြေးသွားကြောင်းနဲ့တက်ဖွဲ့အတွင်ဒါကြောင့်တော်လိုင်းတက်ဖွဲ့တွေဘက်မှလည်းရဲဘော်တူထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါဗျ။ဒါအဆိုပါတက်ခိုက်မှုကိုတော့ပြည်သူအစည်းအကံတော်လိုင်းတက်ဖွဲ့လက်စီပြောက်ကြားတက်ဖွဲ့နဲ့နတ်တောင်ငကားတက်ဖွဲ့အပါဝင်တော်လိုင်းတက်ဖွဲ့တွေကပူးပေါင်းတက်ခိုက်ခဲ့ကြောင်းသိရပါဗျ။ ဒါလက်ရှိအချိန်မှာအကြံပတ်စစ်အုပ်စုကဝက်လက်မြို့နယ်အတွင်းကိုစစ်ကြောင်များဖြန့်ကျက်ပြီးလှုပ်ရှားနေတဲ့အတွက်ကြောင့်အချိန်မီထိတွေ့တက်ပွဲဖြစ်ပေါ်နိုင်ကြောင်းဒါပြည်သူများအနေဖြင့်တပ်ဆိုင်ရာအဖွဲ့အစည်းများရဲ့တတိပင်းညုံကြက်များကိုလိုက်နာကြပါရန်နဲ့ဒါကြောင့်တော်လိုင်းရဲဘော်တွေအနေနဲ့ပြည်သူများရဲ့စိတ်မှရေရင်ဝန်တက်ပွဲဝင်နေကြောင်းပြည်သူအစည်းအကံတော်လိုင်းတက်ဖွဲ့မှတောင်းဝန်စီသူကဆက်လက်ပြောဆိုထားပါတယ်ဆိုတော့နောက်ထပ်ဒါကြောင့်စကိုင်းတိုင်းဘက်ကတည်င်းကောင်းလေးပဲဖြစ်ပါတယ် ကဲတော့ဆက်ပြီးတော့ဒီရန်ကုန်တိုင်းမန္တလေးတိုင်းနဲ့စကိုင်းတိုင်းတို့မှာပေါ်တာဆွဲဖမ်းဆီးခံခဲ့ရပြီးစစ်မှုထမ်းတပ်သားတွေအဖြစ်ခမာရ120တဲ့ရင်တို့ပို့ဆောင်ခံရသူ6ဦးထွက်ပြေးလာစဉ်အစဉ်ဖမ်းမိခဲ့ပါတယ်ဆိုတဲ့သတင်းကောင်းလေးကတော့ဒါအော်တိုဘာလ29ရက်နေ့အော်တိုဘာလ31ရက်နေ့နိုဝင်ဘာလ4ရက်နေ့နဲ့နိုဝင်ဘာလ9ရက်နေ့တို့မှာဝန်တုံမြို့နယ်အခြေဆိုင်ခမာရ120တဲ့ရင်မှာထွက်ပြေးလာတဲ့ဒုတက်စိတ်မှုတူတက်စိတ်မှုတူအပါဝင်စစ်မှုထမ်းတပ်သားတွေ6ဦးကိုအစဉ်ဖမ်းမိခဲ့ကြောင်း ဒါအပြင်စစ်မှုတန်းတပ်သားတဲ့တဦးကလည်းလက်နက်ခဲများယူဆောင်လာခြင်းမရှိပဲဝန်သူမျိုးနဲ့ပြည်သူ့ကာကွယ်အဖွဲ့ပကပထံသို့ချိတ်ဆက်ပြီးအလင်းဝင်ရောက်လာခဲ့ကြောင်းသိရပါဗျ။ဒါအဆိုပါဖမ်းမိခဲ့တဲ့စစ်မှုတန်းတပ်သားတဲ့6ဦးနဲ့အလင်းဝင်ရောက်ခဲ့သူတဦးကရန်ကုန်မန္တလေးနဲ့စကိုင်းတိုင်းတို့မှပေါ်တာဆွဲဖမ်းဆီးခံခဲ့ရပြီးတဲ့နောက်ဝန်သူမျိုးနဲ့အခြေဆိုင်ခမာယာ120တဲ့ရင်တို့ပို့ဆောင်ခံခဲ့ရခြင်းဖြစ်ကြောင်းသိရပါဗျ။ဒါအဲ့ဒီစစ်မှုတန်းတပ်သားတဲ့9ဦးမှအပတ်စဉ်9မှတပ်သားစီမင်းတက်ဆိုင်မှုအောင်ကိုဝင်း အပတ်စဉ်30မှတက်တာအောင်မြင့်သိအပတ်စဉ်74မှတက်တာအောင်ဖြိုးသူအပတ်စဉ်75မှတက်တာဇော်မင်းထွန်းဒုတဆိတ်မှုအောင်ကိုအပတ်စဉ်6မှတက်တာစောထေးတို့ဖြစ်ကြောင်းသိရပါတယ်ဆိုတော့နောက်ထပ်သတင်းကောင်းလေးပဲဖြစ်ပါတယ်။ကဲတော့ဆက်ပြီးတော့ဒီပဲခူးတိုင်းညောင်လေးပင်မြို့နယ်စီပင်ကြီးရွာအုတ်ချုပ်ယူမှုလဲဖြစ်သူပစ္စောဒီခေါင်းဆောင်လဲဖြစ်သူကြံဖို့အမာခံလဲဖြစ်သူမမင်းဦးဆိုသူပြစ်ခတ်ခံရပြီးသေဆုံးသွားပါတယ်ဆိုတော့သတင်းကောင်းလေးကတော့ဒါမနေ့ကနိုဝင်ဘာလ10ရက်နေ့ ညနေ3:45မိနစ်ခန့်အချိန်ညောင်လင်းပင်မြို့နယ်စီပင်ကျေးရွာအုပ်ချုပ်ရေးမှူးလည်းဖြစ်ကျန်းဖို့ပါတီဝင်လည်းဖြစ်ပြူစော်ဒီခေါင်းဆောင်လည်းဖြစ်သူမမင်းဦးဆိုသူကိုပြစ်ခတ်ခဲ့ရမှာဥကောင်းမှာတနက်ဒဏ်ရာ2ချက်ခန္ဓာကိုယ်မှာတနက်ဒဏ်ရာ3ချက်ဖြစ်သေဆုံးသွားကြောင်းသိရပါတယ်။ဒါပထမအကြိမ်လောက်ကျန်တက်ဖြတ်ခဲ့စဉ်ကသေဆုံးသွားပြီလို့သတင်းလွှင့်ခဲ့ပြီးဆေးရုံမှာဆေးကုသမှုခံယူခဲ့ရမှာပြန်လည်ကောင်းမွန်လာခဲ့ကြောင်းနဲ့ဒုတိယအကြိမ်ပြစ်ခတ်မှုမှာတော့ပွဲချင်းပြီးသေဆုံးခဲ့ကြောင်းသိရပါတယ်။ ဒါအဲ့ဒီမမင်းဦးဆိုသူကညောင်လေးပင်အခြေဆိုင်ဘုံမှုနေလင်းနဲ့ပူပေါင်းပြီးစစ်မှုထမ်းအဖြစ်လူငယ်များကိုဖမ်းဆီးခြင်းဝင်ညစ်ခြင်းများလုပ်ဆောင်ကပြည်သူလူထုကိုနီလန်းမျိုးစုံဖြင့်ဒုက္ခပေးခဲ့ကြောင်းသိရပါဗျ။ဒါတဆက်ထဲမှာပဲဘကိုးတိုင်းညောင်လေးပင်မြို့နယ်စီပင်ကြီးရွာမှာမဒိမ့်မှုကျူးလွန်ပြီးပြည်သူများကိုညှဉ်းပန်းနှိပ်စက်အနိုင်ကျင့်နေတဲ့ပြူစောကြီးငမျိုးပစ်ခတ်ခံခဲ့ရပြီးတေဆုံးသွားပါတယ်ဆိုတဲ့သတင်းကောင်းလေးကလည်းဒါမနေ့ကနိုဝင်ဘာလ၁၀ရက်နေ့ညနေ9:25မိနစ်ခန့်အချိန် ညောင်လေးပင်မြို့နယ်စီပင်ကြီးရွာမှာအုပ်ချုပ်ယူမှုလည်းဖြစ်သူပြူစောဒီခေါင်းဆောင်လည်းဖြစ်သူမမင်းဦးရဲ့တပည့်ဖြစ်သူပြူစောဒီငမျိုးကိုပြက်ကတ်ခဲ့ပြီးပွင့်ကြီးပြီးတည်ဆုံသွားကြောင်းအလားတူမနေ့ကတရက်ထဲမှာပဲပြူစောဒီခေါင်းဆောင်မမင်းဦးကိုလည်းပြက်ကတ်ဆင်းလင်းခဲ့ကြောင်းသိရပါဗျ။ဒါအဲ့ဒီတည်ဆုံသွားတဲ့ပြူစောဒီငမျိုးဆိုသူမှာတော်လိုင်းအင်အားစုများရဲ့မြေပြင်နှုတ်စာတည်င်းတွေကိုစုံစမ်းထောက်လံပြီးအကြံပတ်စစ်ခွေတက်ထန်သောဒိုင်းရိုက်တည်င်းပေးဖို့ချင်းပြည်သူများကိုအနိုင်ကျင့်ပြီးမတိမ်မှုအထိပါကျူးလွန်ရန်ကားနေသူဖြစ်ကြောင်း သူနဲ့မတည့်တဲ့သူတွေကို PDF ထောက်ပို့မှုအမိတက်ကငွေညှစ်ခြင်းစစ်မှုထမ်းပေါ်တာဆွဲခြင်းများလုံဆောင်နေသူဖြစ်ကြောင်းသိရပါဗါဒါပဲကိုတိုင်းညောင်လေးပင်မြို့နယ်မှာပြည်သူများကိုဒုက္ခပေးနေတဲ့အကြမ်းဖက်စစ်ခွေတပ်ရဲ့ဒေါက်တိုင်များကို9 star UG အဖွဲ့မှလက်လံမိသည်များဆင်းလင်းသွားမည်ဖြစ်ကြောင်းအဆိုပါအဖွဲ့ရဲ့တာဝန်ရှိသူကတတိပေးထားပါတယ်ဆိုတော့နောက်ထပ်ဒီပဲကိုတိုင်းဘက်ကတည်င်းကောင်းလေးတွေပဲဖြစ်ပါတယ်။ကဲတော့နောက်ဆုံးအနေနဲ့ကတော့ပြည်သူများရဲ့မျှော်လင့်ချက်ဆန္ဒများအများဆုံးပြည့်ဝစေရန်ဆက်လက်စူးစမ်းရုံးကန်တပ်ဖွဲ့ဝင်သွားမယ်လို့ အေစစ်ဝစီချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကဂတိပြုလိုက်ပါတယ်ဆိုတဲ့သတင်းကောင်းလေးကတော့ဒါပြီးခဲ့တဲ့နိုဝင်ဘာလ9ရက်နေ့ကကြာရောက်တဲ့အသက်48နှစ်မြောက်မွေးနေ့အဖြစ်မွေးနေ့ဆုတောင်းပေးကြတော့သက်ဆိုင်ရာအဖွဲ့အစည်းလူပုဂ္ဂိုလ်တယောက်ချင်းစီတိုင်းအတွက်ပြန်လည်ဆုတောင်းမေတ္တာပို့ကျေးဇူးတင်လာမှာအေစစ်ဝစီချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကအထက်ပါအတိုင်းတုံ့ပြန်ပြောဆိုလာခြင်းဖြစ်ပါတယ်ဒါဗိုလ်ချုပ်ထွန်းမြတ်နိုင်ကမွေးနေ့ဆုတောင်းစကားပြောပေးကြပါတော့ပြည်သူများရဲဘော်ရဲဘက်များနဲ့ မိတ်ဆွေများအားလုံးအတွက်မိမိကလည်းကျမ်းမလုံးုံအေးချမ်းသာစီကြစေရန်ပြန်လည်ဆုတောင်းမေတ္တာပို့သပေးလိုက်ပါကြောင်းအေးတက်မှုကြောင့်တတော်ရဲဘော်ရဲဘက်များရခိုင်အမျိုးသားအဖွဲ့ချုပ်မှပြည်သူဝန်ထမ်းများအားလုံးကလည်းပြည်သူများရဲ့မျှော်လင့်ချက်ဆန္ဒများအမြန်ဆုံးပြည့်ဝစေရန်ဆက်လက်ကြိုးစားရုန်းကန်တက်ပွဲဝင်သားမည်ဖြစ်ကြောင်းအေးစစ်ဦးစီးချုပ်ရဲ့ကျေးဇူးတင်လာမှရေးသားဖော်ပြထားပါတယ်ဒါအေးအနေဖြင့်မိမိရဲ့စစ်ရေးရင်မှတ်ချက်အတိုင်းပင်ဆက်လက်ချီတက်နေစေဖြစ်ပြီး အာရခတပ်တော်ကရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့မြို့နယ်၁၄ခုကိုအပိသက်သိမ်းပိုက်ထိန်းချုပ်ထားကြောင်းစစ်တွေမြို့နယ်ကြောက်ပြူမြို့နယ်နဲ့မန်အောင်မြို့တို့သာသိမ်းပိုက်ဖို့ကြံစည်တော့ကြောင်းနဲ့သိမ်းပိုက်ဖို့ကြံစည်နေတဲ့မြို့နယ်၃ခုမှာလည်းမြို့နယ်အတွင်းမှာရှိတဲ့နေရာအများစုကိုထိန်းချုပ်ထားကစစ်ကောင်စီတပ်သားတွေမှာလည်းမြို့ပေါ်မှာသာကြံစည်တော့ကြောင်းအာရခတပ်တော် A ကတရားဝင်သတင်းထုတ်ပြန်ထားပါတယ်။ဒါအပြင်ရခိုင်နဲ့မကွေးအဆက်ရခိုင်နဲ့အေရဝတီတိုင်းအဆက်ရခိုင်နဲ့ပဲခူးတိုင်းအဆက်များမှာလည်း ေကပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့တွေ့ဖက်ပြီးအကြံဖတ်စစ်တပ်ကိုတိုက်ခိုက်ချေမှုန်းလျက်စစ်ကြောင်းအာရခတ်တပ်တို့အေရဲ့သတင်းထုတ်ပြန်ချက်အရသိရှိရပါတယ်။ကဲတော့လေးစားဂုံယူပါတယ်။ဒါကြောင့်အာရခတ်တပ်တို့အေစစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမင်းနိုင်နဲ့အာရခတ်တပ်တို့တပ်သူတပ်သားများအားလုံးကျန်းမာပြီးတော့နော်ဒါအမှန်တရားကိုလိုလားတဲ့ကျွန်တော်ပြည်သူတွေရဲ့ဆန္ဒကိုအမြန်ဆုံးအကောင့်ထဲပို့နိုင်ပါစေလို့ဒါကျွန်တော်အနေနဲ့လည်းမေတ္တာပို့သဆုတောင်းပေးလိုက်ရပါတယ်။ကဲတော့ဒီညပိုင်းတင်ဆက်ပေးခဲ့တဲ့မြေပြင်စစ်ရေးသတင်းကောင်းလေးတွေကတော့ဒီလောက်ပါပဲ။ ဒီနောက်မှာပထမဆုံးဒါကြောင့် CDN ကိုထက်မြတ်ကိုလည်းဒါ credit ပေးပါတယ်ဒီအကြံပတ်စစ်ခွေတက်တဲ့ဝါရဖြန့်ဝေဖို့ဆိုပြီးဒီရေဘော်စီဘောမအနုပညာစင်ဆိုတဲ့ဟာတွေဘာတွေလုပ်နေလဲဆိုတာပြောပြထားတာလေးကိုကျွန်တော်ဆက်ပြီးတော့နားထောင်ကြည့်လိုက်အောင်ညာဒီအဓိကတော့တို့ရဲ့ဒီရွေးကောက်ပွဲနဲ့ပတ်သက်လို့ဝါရဖြန့်မှုအတွက်ပေါ့နော်ဒီဇာကဇာကရိုက်လိုက်တာကနေစလိုက်တဲ့တပုတ်ဦးကအခုဒီရှုပ်နေတော့ရှုပ်နေတော့အဲ့မှာအကုန်လုံးပါမှရမယ်ဆိုတဲ့ပုံစံမျိုးနဲ့အခုဆိုရင်ဒါဒီကမ်ပိန်းစာသားကိုအကုန်လုံးရွတ်ဆိုတဲ့ပုံစံမျိုးနဲ့ရိုက်ကူးရေးပုံစံလုပ်တယ်လုပ်တဲ့အချိန်မှာအခု ကုန်လုံးနှီးပါပါသွားပြီရုပ်ရှင်လောကကဒါအကုန်လုံးနှီးပါပါနော်နာမည်ကြီးပါ냐လူသိများတဲ့သူတွေအကုန်လုံးပါသွားပြီအကုန်လုံးနှီးပါကိုပါသွားပြီလုံးဝဒီနိုင်ငံရေးတို့ဘာလို့ညောင်းနဲ့ပတ်သက်လို့မတိပါဘူးအဝေးဆုံးမှနေပါမယ်ဆိုတဲ့လူတွေကစားအကုန်ပါသွားပြီ ကိုလုံးနီးပါးပါသွားပြီပေါ့နော်အဖွေဖွေနဲ့ပတ်သက်လို့လည်းဒါကြားလိုက်မယ်ထင်ပါတယ်အဲသူ့ကိုဒါပြင်းဦးလင်ကနေပြီးတော့သွားပြီးတော့အဲ့ရိုက်ခွင်းကနေခေါ်ချလာတယ်ပြင်းဦးလင်ရဲစခန်းမှာတော့မဟုတ်ဘူးရန်ကုန်တိခေါ်ပြီးတော့မေးတယ်တဲ့အမေဘာအခက်ခဲရှိလို့လဲပေါ့နော်လုံးဝသူ့ကိုဒါဖမ်းဆီးတာမျိုးမဟုတ်ပါဘူးစစ်ဆေးတာမျိုးမဟုတ်ပါဘူးဆိုပြီးတော့အချင်းချောက်တာဗျာဘာမှမထူးဘူးဗျာတနေ့ကြီးကင်ပြီးတော့နော်ဘာအခက်ခဲရှိလို့လဲအဲ့လိုပုံစံမျိုးနဲ့မေးတာကဲဘယ်လောက်ထိရုံးပါလဲကျွန်တော်ပြောတာကဲ လုံးဝသူတို့စိတ်ထဲမပါလို့ဗျာမဝင်စားလို့ဗျာစိတ်ဝင်စားလို့သူတို့နဲ့ပတ်သက်ခြင်းလို့ဒီလိုမျိုးပုံစံမျိုးနဲ့ရှောင်ထွက်တာတော့မှပဲမရတဲ့ပုံစံမျိုးမြင်တွေ့ရတယ်ဗောနော်အဲ့တော့ကျတော့အဲ့ဟာနဲ့ပတ်သက်လို့ကတော့ဒါပြည်သူကသူကလည်းသူဆုံးဖြတ်လိုက်မှာဗောနော်အဲ့တော့အဲ့ဖြစ်စဉ်တွေတဲကထူးခြားတဲ့ဟာလေးတွေကျွန်တော်ပြောပြခြင်းတယ်အဲ့ဒါကဘာလဲဆိုတော့အဲ့လိုမျိုးရိုက်ဖို့အတွက်စစ်ကောင်စီကစီစဉ်တဲ့အခါမှာလုံးဝကိုလိုလိုလားလားနဲ့ရိုက်ပြတဲ့ကောင်တွေရှိတယ်လုံးဝမရိုက်ချင်ရိုက်ချင်နဲ့ရိုက်တဲ့သူတွေရှိတယ် အဲပြီးတော့ကျတော့ driver လုတ်တဲ့ကောင်တွေလုံးဝသူတို့ driver လုတ်ပေးပါမယ်ဆိုပြီးတော့လုတ်တဲ့ကောင်တွေရှိတယ်အဲတချို့ကျတော့ရိုက်တာတော့မလုတ်ပေးဘူးအဲသေုံဆောင်တာတော့မလုတ်ပေးဘူးပေါ့နော် ဒါပေမဲ့ rider နေရာနေလုတ်ပေးမယ်ဆိုလဲလုတ်လုတ်ပေးမယ်ပေါ့နော်အဲ့လိုပုံစံမျိုးနဲ့လုတ်ခဲ့အမျိုးမျိုးပေါ့နော်အချိန်တွေကတော့အမျိုးမျိုးကွဲတယ်ဒါပေမဲ့ဘဲကောင်ကဘသူလဲဘသူကဘလို့ပုံစံလဲဘလို့စိတ်ထားလဲဆိုတာတော့ဒါပြည်သူကလည်းနာမည်စင်းနေထွက်လာရင်သိမှာပဲပေါ့နော်အဲ့တော့အဲ့ဒါတော့ဒါပြောစရာအကြောင်းဖြစ်ဘူးပေါ့နော်အဲ့တော့ရိုက်တဲ့အချိန်မှာဘလို့ရိုက်လဲဆိုတော့သူကဒီ backdrop ပေါ့နော်အနောက်ခံကိုသူကအဖြူရောက်ထားပြီးတော့အဲ့မှာပါတဲ့ logo တွေစာတန်းတွေအကုန်လုံးကိုလုံးဝအစိမ်းအသိမ်းအောင်ကြီးပဲလုံးဝအစိမ်းကြည့်လိုက်တာနဲ့ကြံ့ဖို့ဆိုတဲ့ဟာကိုထင်းနေအောင် လုံးဝတိတာစီတယ်ဗျာကြီးလိုက်တာနဲ့မြင်တာစီတယ်ဗျာအဲ့လိုပုံစံမျိုးဖြစ်အောင်ရိုက်ခိုင်းခဲ့တာဖြစ်တယ်အဲ့တော့ writer ဆိုရင် why ဝင်းလင်ထွက်ဝင်းလင်ထက်မိဘဝင်းလင်ထွက်မိဘအော်ရတာပေါ့နော်အဲ့ဒီအထဲမှာပေါ့နော်အဲ့ဒီထဲမှာကျွန်တော်အမြင်ကက်လို့ပြောတာပါအဲ့ဒီထဲမှာလုံးဝအတက်ကြွဆုံးက why why ကအရန်တက်ကြွလာတယ်လုံးဝဒီလိုမျိုးရိုက်ဖို့အတွက်ကိုတခြားသူတွေကအဲ့လိုမျိုးစိတ်မပါလဲမပါလာရရတဲ့သူတွေရှိရဆိုတော့မျက်နှာမကြည့်မသားတွေပါဖြစ်နေရဗျာအဲ့အဲ့လိုမျိုးဖြစ်နေတဲ့ဟာကိုသူက writer လောက်က why ရ ไดတာလုတ်ပြီးရိုက်ပြီးရိုက်ပြီးတော့အဲ့လိုမျိုးမကြည့်မသားဖြစ်နေဆိုရင်အဲ့ဝိုင်းရပါပဲမျက်နှာလေးပြုံးပေးပါအောင်အသက်ပါအောင်လှုပ်ပေးပါအောင်အချီတက်လေးပါအောင်လှုပ်ပေးပါအောင်အဲ့လိုပုံစံမျိုးနဲ့ကိုခိုင်းပြီးတော့ဒီကောင်ကတက်ကြွရတယ်ကြက်ဖဖြစ်နေလားအဲ့ကောင်အဲ့ကောင်အဲ့လိုဖြစ်နေရပါဘောနော်အဲ့တော့အဲ့အဲ့ကောင်အတက်ကြွဆုံးပါနော်အဲပြီးရင်ဒုတိယအတက်ကြွဆုံးကဒါခုနကဒါဝင်းလွင်ထက်အဲအဲ့ကောင်အတက်ကြွဆုံးပြီးမှဒါမီးပွားနဲ့ဩရတကဒါသူတို့ပြီးမှပေါ့နော်အဲအဲ့လိုမျိုးဒါအစ်စ်နေရစာခွဲထားပေးလိုက်တယ် အဲ့တော့ဒါဒီလိုဟာတွေကိုရိုက်ကူးတာကအဓိကတော့တင်အောင်ဆိုးတင်အောင်ဆိုးပန်းမြိုင်လေအဲဘာပန်းမြို့တော့ပန်းမြို့တော့တင်အောင်ဆိုးအဲ့ကောင်ကပြီးရင်ထက်ရဲအောင်မှာဆိုပြီးလည်းသိရတယ်ဒီဇလန်တို့ပုံစံမျိုးတွေရိုက်မယ်ပြီးရင်ဒီယူကောက်ပွဲနဲ့ပတ်သက်တဲ့ဝါရဖျက်နဲ့ဇာကားတွေထက်ရဲအောင်မှာဆိုပြီးလည်းသိရတယ်စစ်ကားတော်တော်များများလည်းဒီကောင်ဝင်ရိုက်တာပေါ့နော်ဒီကောင်လည်းတက်ထဲကနေပြီးတော့ပဲတောက်လျှောက်ဝါဖြစ်ခဲ့ဖြစ်တဲ့အတွက်စစ်ကားနဲ့ပတ်သက်လို့ပေါ်စီကားတွေအကုန်လုံးဒီကောင်ဝင်ရိုက်တာအဲဒီကောင်ကဒီလိုလုပ်ခဲ့တာပေါ့နော်ပြီးတော့ ဒီအခုလက်ရှိရိုက်ထိုင်းနဲ့ဒီအနုပညာရှင်တွေပေါ့နော်အဲ့အနုပညာရှင်တွေကိုဆက်သွယ်တဲ့အခါကျတော့ချို့ကဆက်သွယ်လို့မရတာရှိတယ်ချို့ကဆက်သွယ်လို့ရတာရှိတယ်ချို့ကဘယ်ကိုဆက်သွယ်ရမှမသိတာရှိတယ်ချို့ကဘယ်ရောက်နေမှမသိတာရှိတယ်အဲ့အဲ့လိုမျိုးဟာမျိုးတွေဆိုရင်ဘသူစီကနေပြီးတော့သွားတယ်လဲဆိုတာအဓိကလှုပ်ပြီးမှွေပြီးတဲ့ကောင်ကဒါပါတော့ဘသူကဘယ်မှာဘာကားရိုက်နေတယ်ဘယ်မျိုးရောက်နေတယ်ဆိုတဲ့ဟာတွေကိုစပြီးတော့ပြောပြီးတော့မှွေနေတယ်ကအမ RTV4 ပိုင်ရှင်ဒါဝင်းမော်ရဲ့လူယုံတိမ့်ထုံးအောင်ဆိုတဲ့ကောင်ကမှွေတာအဲ့ကောင်ကစစ်တပ်ထဲမှာဆာယာဖအဆင့်ဆာယာဖဘုံမူအဆင့်သူကနေခဲ့တဲ့ကောင်ပေါ့နော် အဲအဲ့အဲ့အစ်စင်တီလောက်ခဲ့တဲ့ကောင်ပေါ့နော်စစ်တပ်နဲ့ရောဒါပြန်ကြားရေးနဲ့ဂျားတွေကနေသူကဆက်ဆက်ပြီးတော့အကုန်လုတ်ပေးတဲ့ကောင်ဒီ MRD4 ပိုင်ရှင်ဝင်းမော်ရဲ့တကယ်လူယုံအရင်ပေါ့နော်ရှမ်းပြည်ဘက်မှာဒါပင်းတရားဘက်မှာ A က800ရှိတဲ့စတူဒီယိုရဲ့အတိတ်ကပဲကန်ရှင်ဆိုပြီးတော့လေပြောကြတယ်အများစုကသူ့ကိုဘုံမှုလို့ခေါ်တယ်အဲဘုံမှုလို့ခေါ်တယ်အပြင်ဒါရှမ်းပြည်ကိုသူကပြန်ရတာလည်းရှိတယ်ပြီးရင်အဲ့လိုမျိုးတော်တော်လာလာလေးလောက်ရတာလည်းရှိတော့ အဲချို့ကိစ္စတွေချို့နေရာတွေချို့ဒေတာတွေကြာရင်သူကဒီတော်လိုင်းတက်ဖွဲ့တွေ PDF တက်ဖွဲ့တွေနဲ့နီးစပ်တဲ့နေရာမျိုးတွေလည်းရှိတာဖြစ်တဲ့အတွက်သူကကြောက်တော့ကြတော့သူ့ကိုဘုံမှုလို့မခေါ်ပါနဲ့ဆိုပြီးတော့ဒါတားထားတယ်ဆိုတဲ့ဟာလည်းသိရတယ်ဗောနော်အဲ့တော့ဒီကောင်ကလဲမှွေတာဗောဒီကောင်လဲမှွေတာဘယ်မှာဘသူရှိတယ်ဘသူစီကိုသွားဖို့အတွက်ဘယ်မြို့မှာဘသူရောက်နေတယ်ဘာရိုက်ကွင်းလုံနေတယ်ဘာစကားရိုက်နေတယ်ဆိုတဲ့ဟာတွေကိုဒီကောင်ကမှွေပြီးတော့လုံခဲ့တာဖြစ်တယ်အားလုံးရဲ့နောက်ွယ်မှာတော့အဲ့လိုမျိုးပုံစံမျိုးနဲ့ဒါလက်မဲကြီးတွေကတော့ရှိကြတဲ့စမြဲပဲဗောနော်ဘာဖြစ်ဖြစ်ဒါပြည်သူကတော့လုံတင်လုံထိုက်တဲ့လုံတင်လုံပါလိမ့်မယ်ဒါကျွန်တော်တို့က ဘသူဘဝဆိုတာထက်ပေါ့နော်အခုကျွန်တော်တို့စုံစမ်းသိရှိရတဲ့ဟာတွေကဘာတွေဘာတွေဖြစ်တယ်ဆိုတဲ့အကြောင်းကိုအခုလိုမျိုးပြန်ပြီးတော့ဝင်မျှပေးတာဖြစ်ပါလေအဲတော့အနုပညာရှင်ဆိုတဲ့သူတွေအနေနဲ့ကလည်းဒီစစ်ခွေတက်ကကိုယ့်ကိုအတုံးချနေရဆိုတာကိုလည်းခေါင်းထဲမှာလေးထည့်ပြီးတော့နော်ဒါနောက်တစ်ချိန်တမိုင်းတည့်ရခံမဖြစ်ဖို့အတွက်ကိုယ့်ရဲ့တမိုင်းကိုလက်ရည်လှလှလေးနဲ့ရေးဖို့ကတော့လိုပါမယ်နော်အဲ့တော့တမိုင်းတည့်ရခံမဖြစ်ဖို့အတွက်ဘာတွေဆက်လုပ်သင့်လဲဆိုတာကတော့ကိုကိုကိုဆုံးဖြတ်ကြပါတော့နော်။ကဲတော့နောက်ထပ်ဒီအကြံပတ်စစ်ခွေတက်ကတော့ဘယ်လောက်ထိမှန်ရန်ရောက်မှလဲဆိုရင် ဒါတားဖြစ်သူနှစ်ယောက်လုံးကိုပါပေါ်တာဆွဲသွားတဲ့အပြင်ကမှဒါယောက်ျားဖြစ်သူကိုပါပေါ်တာထပ်ပြီးတော့ဆွဲတဲ့ဆိုတော့ဒါသူခမရမှာဘလောက်ဒီအခက်အခဲနေနဲ့ရုံးကန်နေရလဲဆိုတဲ့အကြောင်းဒီ line ပေါ်မှာယင်ဖွင့်ထားတဲ့စိတ်မကောင်းစရာဗီဒီယိုလေးကိုကျွန်တော်ဆက်ပြီးတော့နားထောင်ကြည့်လိုက်ရအောင်ညာမကြည့်ပါဘူးကျွန်မသမီးလေးတွေကြည့်ကြည့်အောင်ခလေး၃ယောက်နဲ့ဟုတ်ဟုတ်တလုံးကျောင်းသားလေးတွေဒီကျောင်းသားလေးတွေနဲ့ကျွန်မဘယ်လိုလုပ်စားမလဲခေယူလည်းခေါ်သွားတယ်တားနှစ်ယောက်ကိုလည်းခေါ်သွားတားနှစ်ယောက်ကနှစ်နှစ်ပြည့်တော့ တားလက်ခလေးဆိုရင်စေယုံမှာစေယုံတက်နေရတယ်ခုနှစ်လရှိပြီအခုတားအကြည့်လေးဆိုလဲရှေ့တန်းဝင်သွားနေရတယ်နှစ်နှစ်ပြည့်တော့မှတားနှစ်ယောက်တလို့အဲ့ဒါအခုဖေရမပုတ်နေလဲဘို့ဆိုပြီးတော့6ခုသွားလိုက်တာမပုတ်နေရုံအဝါလေးမှတင်တန်းဆွဲကားပေါ်နေအတင်းဆွဲစားကဲကြည့်ရောကျမလိုက်သွားတယ်ကျမတို့တနတ်တွေနဲ့ထုမယ်ထောက်မယ်တကယ်ကဲနဲ့ သားတွေနဲ့ဖေရင်နဲ့တွဲရိုက်ထားတဲ့စစ်တပ်ပုံတွေပြလဲမရဘူး။အိမ်အောင်စုစရာတွေပြလဲမရဘူး။ခြေတလုံးဖတ်လဲမရဘူး။တတ်မဲ့ရိုက်မဲ့တကယ်ကနဲ့အတင်းမောင်းလို့တဲ့ဆွဲအတင်းတွန်းလို့တဲ့အဲ့ဒါအခုဘလို့လှုပ်ရှားမလဲကျမ။ဟိုင်းအိမ်မှာချစ်တို့ရေးသားတွေကိုမဖေးနဲ့သားနဲ့တွဲရိုက်ခဲ့တယ်မှာဒါဖေးအပေါ်အသားမတက်ရက်နေတဲ့သားဒါမအေးကျမမတက်တက်ဖေးဝတ်သားဒါကျမ ဒါတာအလက်ကောင်လေးအဲ့ဒါတဖန်တုံးရောက်တလို့ဝင်စတဲ့ခေါ်တဲ့တဲ့အဲ့မှာတယောက်ပဲဝင်လို့ရတာမဟုတ်ဘူးလားဘုရားကျမမတားနှစ်ယောက်တလုံးစတဲ့ထည့်ပြီးကြတာဟုတ်မှာတားနှစ်ယောက်တလုံးရှင်းတဲ့ထည့်စတဲ့ကိုထည့်ပြီးလို့ရှင်းတယ်မှာတားတယောက်က မိုင်းမှန်လို့တဲ့အခုစေးရုံမှာခုနှစ်လားရှိပြီစေးရုံတက်နေရတာตาอีဆိုလဲရှေ့တန်းမှာတိုက်ပွဲဝင်နေရတယ်အဲ့ဒါကိုလိုက် ပြောတဲ့ဟုတ်စားဘူးကျမရိုက်မတက်တတ်မတက်ပဲဘလို့မှခေါ်လို့မရဘူးဘူကလေးလေးယောက်နဲ့ကျမမဘာလို့စားမလဲရှိသမျှယောက်ျားလေး၃ယောက်တလုံးခေါ်သွားတယ်ဆိုတော့ကျမတို့ဘာလို့စားကြမလဲရှစ်တော့ရေးကျမမညာပါဘူးမျိုးလေးလည်းပြောပြီဒါဆက်မှမညာဘူးအမှန်တကယ်ဖျားဆူရစီရဲ့ဒါဆက်မှမညာဘူးမြို့နယ်က6မြို့နယ်ရွာ ခွေးပင်ရွာခွေးပင်ကွက်တဲ့ယောက်အမျိုးသားတပ်ပိုင်ဦး ူရဲ့ဖေးနဲ့မရဥပ္ပောကြီးဒေါနီနီအေးဒီမှာဖေးနဲ့မအေးပြမယ်မဒါဖေးပဲဒီမှာမအေးရတုံးလုံးလဲလို့ဒီမှာမအေးကျမတို့မှာမအိတ်နိုင်မထားနိုင်နဲ့ဒီမှာဒါသမီးတို့ဒူမဆန်နဲ့ကောင်းနော်เจ้านาลีดิงาแดนเตี่ยวရှိပါတယ်တန်းတန်းတယောက်ရှိပါတယ်နှစ်တန်းတယောက်ရှိပါတယ်ဒါသမီးလေးတွေ အဲသမီးကြီးမညာဘူးကျမတို့အမှန်တကယ်ကိုပြောတာတစက်မှလညာချင်းမပြုတ်ပါဘူးဘလို့ဒီယူသားလဲဆိုရင်တကယ်ကိုပြောတာယောက်ျားသားလေးမရှိတော့ဘယ်နဲ့ကျမတို့သမီးကြီးရှေ့လျှောက်ဘလို့လှုပ်စားရပါမညာဘူးတစက်မှမညာဘူးကျောင်းမချင်းသူမချင်းတဲ့ခုလပါကျမတို့စားလည်းမတက်ဘူးစကားလည်းလေးလုံးကိုရမပြောတတ်ဘူး ူပြောနေရတယ်ဆိုတော့ကျမတို့မိသားစုရဲ့ဖြစ်ပြနေတာပေါ့အမှန်တကယ်ဒီပဲပြောပြတာယောက်ျားနောက်ပါသွားတဲ့ဖုန်းကိုတိတ်ထားတော့ကျမမဖုန်းနဲ့ဆက်သွဲမရဘူးဘယ်ဟုတ်ဆက်လို့ဆက်ရမှလည်းမသိဘူးဘလို့ခေါ်လို့ခေါ်ရမှလည်းမသိဘူးဘာမှမခေါ်တတ်ဘူးတောက်ကြနေမနဲ့9နာရီရနေပြီးတော့6မြို့အမှတ်ပုတ်နေရုံနာ ရောက်ခဏကြတော့သူကကားပေါ်နေအတင်းဆွဲချတာလို့ပြောတယ်ပြောတော့ကျမလိုက်သွားတယ်တနေ့လုံးတောင်းမှန်းနေ ညာလည်းတညာလုံးတောင်းမလဲလှုပ်မပေးဘူးဘယ်လိုမှလည်းပြောလို့မရဘူးကျမတို့ကိုပြောတတ်တဲ့လောက်တော့ပြောတာပေါ့မပုတ်နေနေလည်းပြတယ်အင်းအောင်စူးစရာလည်းပြတယ်ဒါတွေစစ်တဲ့ပုံနေလည်းပြတယ်အဲ့ဒါမနက်ကမှသူတို့ကိုယ်တိုင်ကားပေါ်လိုက်တင်ပေးလိုက်ပြီးကျမတို့ချုံမော်ပြီးပြန်လွတ်လိုက်တယ်တောက်ကြနေမနက်9နိုင်တောက်ကပါတယ်ကျမနောက်ကနေလိုက်သွားပြီးတော့ရုံးမှတနေ့လုံးတောင်းမလဲမရဘူးညာလည်းတညာလုံးတောင်းမလဲမရဘူး မိုင်းတားဒီရဲ့စစ်တပ်ပုံပြလည်းမရဘူးတားဒီရဲ့စခန်းနံပါတ်ပြောလည်းမရဘူးတားဒီရဲ့ကိုပိုင်နံပါတ်ပြောလည်းမရဘူးဘူဒီရဲ့စကားတန်ရမှာဆိုတော့သူတို့ကတိုက်ပွဲဝင်နေတာလေတားဒီရဲ့တိုက်ပွဲဝင်နေတာကျမဖုံးဆက်တော့လည်းမရဘူးတားအလက်ကလေးလည်းစေးယုံမှာအဲ့ဒါမနက်ကမှဖုံးလေးကိုစစ်သားတွေရှိရနေပြန်တောင်းလာပြီးမှအခုမှတင်ရတယ် ဘုံမှာတိန်လိုက်တယ်နော်အမှန်တကယ်ဒီပဲပြောနေတာကျမတို့လိန်ညင်းညာချင်းမရှိဘူးအစားမလားစားကလည်းတလုံးမှမတက်တော့ခါခနနလည်းမလုတ်တက်ပါဘူးပြောမဆုံးမှရှိနေခွလို့ပါလေလည်းမစားပဲအဲ့တော့မင်းတို့စစ်ခွေတက်ကမင်းတို့ကောင်းနေပြောတော့နော်တိန်အောင်တယောက်စစ်မှုထမ်းရမှာဆိုဟမ်အခုကြတော့လည်းမှဒါတားဖြစ်သူနှစ်ယောက်လုံးကိုလည်းဒီစစ်တက်သေးကိုထဲ့အောင်မကသေးဘူးဒါယောက်ျားဖြစ်သူကထပ်ပြီးတော့ပေါ်တာဆွဲရဆိုတော့မင်းတို့ကောင်းနေမလွန်ကြသေးဘူးလားဟမ်တကယ်လို့လူစိမ့်မရှိတဲ့ကောင်းနေမင်းတို့လှုပ်တဲ့မြောက်ငါတို့ပြည်သူတွေကခါးစီခံနေရပြီးတော့ နော်မိတို့ကောင်တွေကတော့ជីជីတက်ချမ်းသာအဲတော့ဒီကောင်တွေအာနာရဖို့တခုအတွက်နဲ့ပဲဒါကျွန်တော်တို့ပြည်သူတွေရဲ့အသက်ကိုချနေထိုးကျွေးဖို့အတွက်ဝင်လေးနေမဲ့ကောင်တွေမဟုတ်ဘူးဆိုတော့ဒါကျွန်တော်ပြည်သူတွေအနေနဲ့ကလည်းဒီအဖြစ်ဆိုးကနေရုံထောက်ဖို့အတွက်ဘာတွေလှုပ်ဆောင်တင့်လဲဆိုတာကတော့နော်ရရင်ကြီးဆုံးဖြတ်ကြပါတော့လို့ပဲဒါကြောင့်နေနဲ့ပြောချင်ပါတယ်နော်နောက်ဆိုရင်ဒီပေါ်တာဆွဲတဲ့ကိစ္စတွေကလည်းဒီထက်ကိုပိုဆိုးဖို့ပဲရှိတော့တယ်ဘာလို့လဲဆိုတော့ဒီကြံ့ဖို့ထက်ကဖုတ်ခွေတွေပြောထားတာလည်းအားလုံးလည်းသိမှာပါနော်ဒီအမျိုးရုပ်ဘူးလန်လှဆွေဆိုရင်ဒါတို့ပါတီအာဏာရပြီဆိုတာနဲ့ ဒီစစ်မှုထမ်းကိစ္စကိုဒီထက်အောင်မြင်ပို့ပြီးတော့လောက်အောင်မဲ့ဆိုတော့ဒါကျွန်တော်တို့ပြည်သူတွေအနေနဲ့ဒီထက်ကိုပို့ပြီးတော့ခံရအောင်ပါပဲနော်အဲ့တော့ဒါကြောင့်တော်လိုင်းကြီးဘာကြောင့်လောက်ရလဲဆိုတော့ရည်ရွယ်ချက်ကတော့အဲ့ဒါကအဖြေပဲနော်ဒါကျွန်တော်တို့အနေနဲ့လည်းပျော်နေလို့ဒီတော်လိုင်းကြီးကိုလုံနေတာမဟုတ်ဘူးဒီကောင်နေအာနာစင်တွေရဲ့လုံသမျှကိုခါးစည်းခံနေရတဲ့ဘဝကနေလွတ်မြောက်ဖို့အတွက်ကိုပဲဒါကြောင့်အသက်တွေချွေးတွေရင်းပြီးတော့အခုလိုတော်လိုင်းကြီးလုံနေရတာပဲနော်အဲ့တော့ငုတ်ခံမလားတုတ်ပြတ်မလားဆိုတာကတော့ကိုယ့်ဘာသာကိုပြပြတတဆုံးဖြတ်ရမယ့်အချိန်ဖြစ်နေပါပြီနော် ကဲတော့နောက်ဆုံးအနေနဲ့ကတော့ဒီအကြံပတ်စစ်ခွေတက်ကပြိလုပ်ပေးမဲ့ဒီတရားမွေအတူရောက်ရေကောက်ပွဲမှာဒီလေဝဲလွှတ်တော်ကိုယ်စားလှယ်နေရာကနေဝင်ပြမယ်ဆိုတော့ဒီစင်ဝင်းဖိုးကြီးကလည်းဒါသူ့ရဲ့မဲယုံကိုယ်စားလှယ်တယောက်ကိုဒီစစ်ခွေတက်ကပေါ်တာဆွဲသွားလို့ဆိုပြီးလိုင်းပေါ်မှာဖင်ကုန်းပြီးအော်ဒါလာလေးကိုကျွန်တော်ဆက်ပြီးတော့နားထောင်ကြည့်လိုက်ရအောင်ညာမနေ့ကလိန်လေမှုတစ်ခုချက်သွားတယ်မြတ်ဖြစ်စဉ်ကိုလူရင်းတူရှင်ပြောရရင်တော့ဒီဇီယာတိရီမျိုးเนี่ย အုပ်စုအုပ်ချုပ်ရေးမှုပေါ့လေနော်ရက်ွက်အုပ်ချုပ်ရေးမှုကဒီလူငယ်ဟိုဟာရန်ဖြစ်မှုနဲ့သူကစင့်ခေါ်လိုက်တာရန်ဖြစ်တာကိုစင့်ခေါ်လိုက်တာပြီးတော့ရန်ဖြစ်တာကိုမဖြေရှင်းမင်းနဲ့ဒါကြတဲ့စစ်မှုထမ်းပြည်သူစစ်မှုထမ်းစင့်ဖွဲ့တဲ့ဟိုသူထည့်လွှတ်လိုက်တာอืมအဲ့တော့အဲ့ဒီကိစ္စက ပြီးတော့ထဲလွတ်လိုက်တဲ့ခံရတဲ့လူကကျွန်တော်ရဲ့ဒီမေယိုကိုယ်စက်လဲနော်စီဝေးတောင်းလဲအဲ့တော့ကျွန်တော်စီလားတိုင်တော့အဲ့တော့တန်တရာကိုတက်နေပြီပေါ့ဗျာနော်အဲ့ကျွန်တော်ကဘာပြောချင်တာလဲကျွန်တော်ဒီဒီရက်ကြီးအုပ်ချုပ်ရေးမှုတွေရာလဲနော်ဟိုရက်ကြီးမှာခေါင်းဆောင်တယောက်ဖြစ်ရင်အဲ့ခေါင်းဆောင်တယောက်နဲ့အညီ ပြောစုဆက်ဆံဆောင်ရွက်ဖို့လိုတယ်ဗျ။ဟုတ်ပြောစုဆက်ဆံဆောင်ရွက်ဖို့လိုတယ်။တခါရဲကြီးအုပ်ချုပ်ရေးမှုတွေကိုတာဝန်ပေးတဲ့ဌာနဖွေရေးအုပ်ချုပ်ရေးရလေ။ဘုလူဟာခေါင်းဆောင်တယောက်ရဲ့ရဲကြီးရက်ွက်ရဲ့ခေါင်းဆောင်တယောက်ရဲ့နှင့်အင်္ဂါရက်နဲ့ညီလားမညီလားသူ့ရဲ့အကျဉ်းစာရိုက်တိုင်းဒါကြီးလေးလေးလာပြီးမှခန့်တင်တယ်ဗျ။တကယ်လို့ပြည်သူကမယွေးချင်နိုင်တဲ့အနေအထားမှာ အုပ်ချုပ်ရေးကခန့်နေဆိုရင်လည်းခေါင်းဆောင်အင်္ဂါရလေးနဲ့ညီနည်းနည်းပါးပါးလေးညီအောင်လို့လုပ်ပါဗျာတမမို့လေခင်ဗျာဒီအုပ်ချုပ်ရေးမှုတွေကိုဒီအာဏာလွှဲသွင်းစားမဖြစ်အောင်ပြည်သူ့ရဲ့ယုံကြည်မှုရရှိအောင်တင်းနှန်းလေးပါလေပေးဖို့ပေါ့ဗျာနော်ဒီပိုးရောမကြတော့ဘူးကြည်လားပြည်သူရပြည်သူရဘု து အာကူလို့အာကူအမှမသိဘူးကြောက်နေတယ်နော်ကြောက်နေအခုအုပ်ချုပ်ရေးမှုကလည်းရကြေးရကြေးအုပ်ချုပ်ရေးမှုကလည်း ဟလာပြည်သူပြည်သူစီမှုဒါလည်းစစ်ခေါ်နေတယ်အဲ့တော့ဒီအဖိုးကြီးကတော့တန်ကျော်ကြည့်တာမကြတော့ဘူးဒါတို့စစ်ခွေတက်ရတရားမွေးအတူရောက်ရေကောက်ပွဲမှာပါဝင်စင်ပြန်မဲ့လွှတ်တော်ကိုယ်စားလှယ်တယောက်ဖြစ်နေပြီးတော့နော်ဒါတို့စစ်ခွေတက်နဲ့အောက်ကြီးတွေပေါင်းပြီးပေါ်တာဆွဲတဲ့ကိစ္စကိုအခုလို့တွေပြောလာတယ်ဆိုတော့ဒါကြည့်ရတော့တော့မကြတော့ဘူးဒီလွှတ်တော်ကိုယ်စားလှယ်နေရာကနေပြုတ်ရင်ပြုတ်မပြုတ်ရင်တော့ဂျီအောင်ခံရဖို့တော့များနေပြီနော်ကဲတော့ဒီညပိုင်းလေးကတော့ဒီလောက်ပါပဲအားပေးကြတဲ့ကျွန်တော်ညီကောင်မတော်မတယောက်ချင်းတိုင်းအထူးပဲကျေးဇူးတင်စီပါတယ် နောက်ဗီဒီယိုမှာနောက်သတင်းကောင်းတွေနဲ့ပြန်တက်လာခဲ့ပါဦးမယ်အားလုံးပဲကျန်းမာဘေးကင်းကြပါစေညာ thank you